ုတင်ဆက်ပေးမယ့်သတင်းကတော့ဘာစီလိုနာကနာယောကအင်တာမီလန်ဘိုလ်လူပွဲတက်ရောက်တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်အင်နာမီလန်အသင်းကဘာစီလိုနာအသင်းကိုအနာယူပြီးရှမ်ပီယံလိဘိုလူပွဲကိုတက်ရောက်နိုင်ခဲ့ပြီးအဆိုပါပွဲစဉ်ဟာရှမ်ပီယံလိပြိုင်ပွဲတစ်ချောင်းမှာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်ခဲ့လို့သိရပါဗျ။ပထမအကြော့ဘာစီလိုနာကွဲမှာ၃ဂိုးစစ်တေးကျခဲ့တာကြောင့်အင်နာမီလန်ကွဲမှာကစားခဲ့တဲ့ဒုတိယအကြော့ပွဲစဉ်မှာနှစ်သိန်းလောက်အတွက်ဘိုလူပွဲရဖို့အတွက်အခွင့်အရေးတန်းတူရှိခဲ့ပြီးအင်နာမီလန်က၄ဂိုး၃ဂိုးနဲ့နိုင်ရခဲ့တာပါဗျ။ အင်တာမီလန်ကပထမပိုင်းမှာဦးဆောင်ဝန်တော်ကိုစာသွင်းခဲ့ပြီးဒုတိယပိုင်းမှာဘာစီလိုနာက၃ခုပြန်သွင်းခဲ့ပေမဲ့ဒုတိယပိုင်းနာတဲ့အချိန်ပုံမှာအင်တာမီလန်ကရှေးပါကိုပြရသွားခဲ့တာကြောင့်အချိန်ပုံဆက်ကစားခဲ့ရပါတယ်။အချိန်မပွဲခြင်း69မိနစ်မှာအသက်38နှစ်အရွယ်ရှိပြီဖြစ်တဲ့ကိုယ်လင်ကစားသမား Freddy C ကအင်တာမီလန်ဘောလုံးပွဲတက်ရောက်စေခဲ့တဲ့အနိုင်ကိုသိရနေတာပါ အင်ကွေအဝေးကွေးရှင်နဲ့ကစားခရာမှာနှစ်သိန်းမောက်33ကိုတည်ရှိခဲ့တယ်လို့ပွဲစဉ်နေတွင်မှာကစားခဲ့တဲ့ရှေ့ဆွဲနေနဲ့အလှည့်ပြောင်းတွေကြောင့်ဒီပွဲစဉ်ကိုရှယ်မီယန်နီတိုင်ပွဲရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲလို့သတ်မှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒီသတင်းကိုတော့ညင်းကြောင်မှာပြပူလာပါ